ကျွန်တော်စီကိုဒီနေ့ရောက်နေတဲ့ unit ရဲ့နာမည်က Emerald Lake Green လို့ခေါ်တယ်။အဲကင်မရာမော်ဂျူးအနေနဲ့မှာကျွန်တော်တို့ဒီမှာ၃လုံးလို့အမြင်မှာတော့ရှိတယ်ဆိုပေမဲ့တကယ်တမ်းကတော့၂လုံးပဲ။တစ်ခုမိုက်တာကဒီမော်ဂျူးရဲ့ညာဘက်မှာဒီမှာ flash light လေးရှိတယ်ပေါ့နော်။ဒီ flash light လေးရဲ့အပေါ်မှာမီးအနီလေးရှိတယ်။အဲ့ဒါ tele light လေးကျွန်တော်ဗီဒီယိုတွေဘာတွေရိုက်လို့ရှိရင်မှိတ်တုတ်မှိတ်တုတ်လေးလင်းပြီးတယ်ဒီဖုန်းကကင်မရာကိုအသားပေးထားတဲ့ budget ဖုန်းလို့ပြောလို့ရတယ် ပြီးတော့ဒီဖုန်းကသူများနဲ့မတူတဲ့အချက်ဆိုလို့ရှိရင်ဖုန်းရဲ့အပေါ်ဘက်ဘယ်ဘက်တောင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာခလုတ်လေးတစ်ခုရှိတယ်။အဲ့ဒီခလုတ်အပိုလေးကိုသူက one tap button လို့ခေါ်တယ်။သူရဲ့ဒီ one tap button လေးမှာ grippy ဖြစ်ဖြစ် texture လေးနဲ့ပါတယ်။ဆိုတော့ attention to detail လေးမှာတစ်ချက်သွားမိုက်တယ်။ဒီဖုန်းကကင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုပေါ့ပေါ့ပါပါဆန်တယ်။ဖုန်းတစ်လုံးလုံးရဲ့လေးချိန်က198 gram ပဲလေးတယ်။ ပြီးတော့အထူက7.3 mm ပဲရှိတယ်။ software experience မှာတော့ပြောစရာများများဆဆရှိတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်မှာ techno ကဒီ AI ဘိုင်းကိုသူတို့အများကြီးအားထည့်ထားတယ်လို့ပဲပြောရမှာပေါ့နော်။ AI feature တွေတပုံတစ်ခဲနဲ့လာတယ်။ဥပမာအဖြစ်ကျွန်တော်တို့ဒီကောင်ကိုဖိထားလိုက်မယ်ဆိုရင် What's the weather in Bangkok? အဲ့ဒါအပြင်ကျွန်တော်တို့နော် proof free လောက်တာတွေနော်စာရီဘာတွေကို proof free လောက်တာတွေ summarize လောက်တာတွေပြီးတော့ AI wallpaper generator တွေ affordable ဖြစ်တဲ့ price range မှာသူက AI ကိုအကုန်မျိုးစုံထည့်ပေးထားတယ်ဒါကတော့နည်းနည်းမြင်ရခဲ့တယ်ပေါ့